ဟေယောအလုံးပဲမင်္ဂလာညချင်လေးပါနဝမ်ဘာလ6ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြီးစုနေတဲ့သူငယ်ချင်းတွေအားလုံးချိန်မြချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင် မြန်မာနိုင်ငံတွင်စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲအားဝေဖန်တော်လူမှုကွေရက်ဖတ်များကိုလိုက်နှင့် hard reaction ပေးယုံများဖြစ်စစ်တကဖန်စီနေမှုများကုလသမဂ္ဂတွင်တန်အမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုထားပါသည်။နိုဝင်ဘာလ၄ရက်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြောလို့တော့အချင်းစီစီမြို့ကုလသမဂ္ဂအထွေထွေငီလာခံအထူးနိုင်ငံရေးနှင့် ကိုလိုနီနေမီများလွတ်မြောက်ရေးကော်မတီစတုတ်ထကော်မတီအစီအဝေးတွေတာဝန်ကြီးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။တိုင်တင့်တဲ့အရာဖြစ်ပါတယ်။ကုလသမဂ္ဂကဘာမှမလုပ်နိုင်ရင်လဲသူတို့ record မှာပါရင်တော့ရပြီ။တနေ့နေ့တော့အဖြစ်ထွက်မှာပဲ။ကောင်းလေတဲ့တတင်းနောက်တတင်း။တဆောင်မုံတခုချင်းရကနေအိမ်မှာချက်ခုလာတဲ့အမျိုးသားတယောက်ကိုရိတ်သက်တဖြစ်ခဲ့မှုနဲ့ တောင်ကြီးမြုတ်ကပြည်သူ့စီဆောင်ပါတီဖြီတုံးလုံးရဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ဆွေထီးတဲ့တပိတူစိုင်းကျော်စူးမှုတော့ကိုရေးတဖွဲ့ကဖန်စီလိုက်တယ်လို့မြုတ်ခန့်တွေစီကသိစီရပါတယ်။နိုဝင်ဘာလ9ရက်မနက်2နာရီခွဲလောက်မှာရှမ်းပြည်နယ်တောင်ကြီးမြုတ်နယ်ရက်ကွတိနေမင်းနှိမာနေတဲ့ဦးဆိုင်ထွန်းစာကလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ဆွေထီးရဲ့ချန်သေးစီချက်ကိုဝင်းကူခေယား တာဖာနှယောက်ကတုံနဲ့ဝိုင်းဝင်ရိတ်နှက်လို့တေဆုံးသွားတာလို့မြုပ်ခန့်တယောက်ကပြောပါတယ်။တခုညမှာချက်စာဖူအင်ဘေနာကလူကသူ့ချန်သေးကချက်ကိုဝင်ခူးတာ။ဥဆွေထီတော့တာဖာမင်ပီတုံနဲ့ခြေထုတ်တွေခေါင်းတွေလက်တွေကိုရိတ်တာ။နေရမာတင်ပွေးချင်းပြီးပဲတေတဲ့လူကသူ့ရဲ့ဘေးအင်ကအယက်သေးကလူမွေးမြူရေးလောက်တာသူတို့တာအဖကိုနေလီကပဲရေးတွေဖန်သွတ်တယ်လို့ပြောဆိုထားပါဗျ။ พี่ต้องลงปาร์ตี้ของสองโดตะขันกะอุ่นขันทาบาบีอะตะขันยะละตูกะละตะโบจะเดตูอิงนากะเจกกูลุยลุยเลเนคู่เดซอรอตะโบจะเตซุงตัวตะใส่มะกองบาบูขันยะละนะกองอตกองไลติตะตีนอกตะตีนมันลีตายตองตาเมี่ยวอวินซิซีเยกไกตงไกกูตะเปียนเนอุ่นยอกไตไขยาซิตอสุวินตงกองทัดมะเนควยเตวะติติซุงคิจาวมินเชนขยายอะมะตงตะจิงกะตะตีนทอกเปลี่ยนทาบาเร နိုဝင်ဘာ9ရက်မနက်6:00နာရီခန့်ကတောင်တာမြို့ရှိ GUK ဘီတာနူးတောင်ကိတ်နှင့်ဇချင်းအထွတ်တန်လန်စစ်စေးကြီးကိတ်တွေကိုမင်းချန်ခရိုင်အမှတ်သုံးတက်ခြင်းကတပြိုင်နက်ဝင်ရောက်တဲ့ခိတ်ခိတ်တာဖြစ်ပါတယ်။မကြီး UK စစ်ကောင်စီစစ်ခွေများခွေပြီးဝတ်ပြီးထွက်ပြီးပြီးဘင်္ဂါမြအတွင်းမှာစစ်ကောင်စီစစ်ခွေ၃កောင်ရဲ့အလောင်းတွေတွေ့ရပြီးဘင်္ဂါတွေကိုမီရှုခိတ်တယ်လို့သိရှိရပါတယ်။ မီတာနူတောင်ပေါ်စီကိတ်ဝင်တိတ်ခိတ်ရမှာလဲစစ်အုပ်စုဝင်များထွက်ပြီးပြီးဘန်ကာစနခုအနက်ဘန်ကာစတခုအထိတင်းစီနိုင်ခေချောင်းဇချန်အထွတ်တန်လန်ကိတ်ကတော့အပြန်နလန်ပိကပီမတင်းနိုင်ခေပေမဲ့စစ်ကောင်စီစစ်ခွေးတွေခွေးပြီးဝတ်ပြီးထွက်ပြီးသွားခဲ့တယ်လို့မင်းချန်ကရိုင်အမှတ်သုံးတချင်းကတည်င်ထုတ်ပြန်ထားပါတယ်ဘန်ကာစတခုတင်းပိတ်ပြီးမှစစ်ကောင်စီစစ်ခွေးတုံးကောင်ခွေးတွေဝတ်တွေတည်ဆုံသွားတာဖြစ်ပါတယ်ကောင်းလေးတဲ့တည်င်နောက်တည်င် ရုတ်အစိုးရကိုယ်စားလှယ်များအပါအဝင်မူမိန်နှင့်မူကုတ်ဒေတာများတောက်စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ပူးတွဲဝင်ရောက်လာပါက KIA အပါအဝင် PDF တပ်ဖွဲ့ဝင်များနှင့်ထိတ်တိတ်တိတ်ပွေဖြစ်ပွားလာနိုင်ကြောင်းသိရှိရပါသည်။တရုတ်ပြည်အကြောင်းစူပီမူမိန်နှင့်မူကုတ်ကလည်းဆုတ်ခွာဖို့ခက်ခက် KK ဆုံးဖြတ်ခဲ့ရတာလို့ TNLA ပြောရေးဆိုခွင့်ရှိတဲ့လွေရေးဥကတော့တရင်ဌာနတွေကိုပြောဆိုထားတာတွေ့ရတယ်။ တကယ်တမ်းဒီနေရာတွေကိုရဖို့ပြည်သူနဲ့ PDF တွေရဲ့ဘေးစပ်မှုကအများဆုံးပါသူတောက်ဆုတ်ခွန်မေဆိုရင်လေသူတွေ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို PDF တွေနဲ့အရင်ဆွေးနွေးတဲ့ဟု PDF အရာရှိတို့ကပြောဆိုထားပါတယ်။စကားစနဲ့အပိယကြောင့် TNL ဖက်ကကျင်းရလာမှကျွန်တော်တို့ကတီးရတာ။ဒါကြောင့်ကျွန်တော်တို့ PDF ဖက်ကတော့မူးကုတ်နဲ့မူးမိတ်ဒေတာအာနာရှင်ပြန်လေမရောက်အောင် PDF အဖွဲ့ငါဖွဲ့အပါအဝင်မူမိတ်မြုပ်နေမှာဆိုရင်ຫນွေဥတော်လှန်ရေးတပ်ဖွဲ့များရဲ့စံပြမဟာမိတ် KIA တည်ရင်တုံးစလေးကလုံချုံရဲစတင်နေပါပြီတကယ်လို့များဒီလောက်ကုန်ပိုင်းစကားစနဲ့ TNLA ဘူးတွေးလှောက်ရှလာတာတွေပေါ်တင်ဖြစ်လာရင်တော့ KIA အပါအဝင် PDF တပ်ဖွဲ့ဝင်များနဲ့ထိတ်တိတ်တိတ်ပွေးများဖြစ်ပွားလာနိုင်ပါတယ်ဟု အထက်ပါအရာရှိကထပ်မံပြောဆိုထားပါတယ် TNLA တွေကတော့နေနေတော့လွတ်တာပေါ့နော် စစ်ကောင်စီတဲ့အပိယစေနှိမ့်နိုင်တဲ့အချိန်မှာ PDF တွေကိုအတိပေးတင်ပါတယ် TNLA တွေတကူကောင်းဆန်လွန်းတယ်မူကုံမြို့နဲ့မူမိတ်မြို့မှာ TNLA နဲ့စစ်ကောင်စီစစ်ခွဲတွေအတူတူဝင်လာရင်တော့ KIA နဲ့ PDF ပူးပေါင်းတပ်တွေကဆိုပလိုက်မှာဖြစ်ပါတယ်ဆိုတင်တယ် KIA PDF တွေနောက်မှာပြီးသူတွေအများကြီးရှိတယ်ချက်ပြီးသူတွေအားပေးတယ်ဆိုတင်တယ်ကောင်းလိုက်တဲ့ဆုံးဖြတ်ချက်ပါကောင်းလိုက်တဲ့တည်နောက်တည် ယနေ့နိုဝင်ဘာလ6ရက်နေ့နာနဲ့17နာရီ55မိနစ်ခန့်တွင်ပခူးတိုင်းဖြုံဖြုံနေမန်ဂျီကုန်းတောင်ရွာကိုဘုံလာကျေးသည့်စစ်တပ်၏စိုက်ရကော့ပတာရဟန်းရင်တစီပြတ်ကျပြီးမောင်းထင်းသူစစ်ခွေနှကောင်ခွေတေဝတ်တေတေဆုံးခိကြောင်းပခူးတိုင်းစစ်ဌာနချုပ်၏ထုတ်ပြန်ချက်နှင့်ဒေတာပီသူများ၏ပြောဆိုချက်အရသိရှိရပါသည်အာရရှာချီကွာကောင်းလေတဲ့တဲ့နောက်တဲ့ မလေးတိုင်းမင်းချမြို့ပေါ်နဲ့အနီးဝန်းကျင်ကျေးရွာတွေကိုစစ်တပ်စုနဲ့မျိုးစုံထိတွေက နေအိမ်တွေထိထိဝင်ရောက်ပေါ်တာဆွေဖမ်းဆီးနေတာကြောင့်တပတ်အတွင်းလူငယ်40ကျော်လူတိစုဆောင်ကန်ထားရတယ်လို့ဒေတာခါတရင်ကြီးမိတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကနေနိုဝင်ဘာလအထိမင်းချမြို့ပေါ်ရက်ွက်တွေနဲ့မြို့နဲ့ထိစပ်နေတဲ့ကျေးရွာတွေကလူငယ်တွေနဲ့အမျိုးသမီးတွေကို မြက်ပိုင်းအချင်းနေအင်တွေထဲထိစစ်အုပ်စုနဲ့တီတာယူဝင်ခေါင်းဆောင်တဲ့မြို့ဆိုထီတွေကစစ်မှုထမ်းတတတိအနေနဲ့ပေါ်တာဆွေဖန်းစီနေတာလို့ဆိုပါတယ်။လိုင်းပေါ်မှာအချောင်းနဲ့တီတာယူမှုမင်းမလိုအင်္ဂအများကြီးရှိတယ်ဆိုမင်းတို့ဘာလို့မရှိတော့လို့ပေါ်တာဆွေနေတယ်လို့ကျွန်တော်ကတော့သတ်မှတ်ပါတယ်။နောက်တရင်မကွေတိုင်းတရက်ခရိုင်ကမ္မမြို့ရေနံတာတိတ်နေရေစခန်းကိုဒုတိယအကြိမ်တိုက်ခိုက်နေပြီး မြို့ပေါ်ကူပါထူစစ်စင်လာလို့စစ်ကောင်စီအပိနထန်ခုခံနေရကဂျက်ဖိုက်တာနဲ့ဒုံးတွေပါ ပြန်ဝေးနေပြီးကမ္မမြို့ပေါ်အဝင်းအထွက်နဲ့ကျောင်းတွေရုံးတွေပါပိတ်ထားရတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ6ရက်ဒီကနေ့မနက်၄နာရီခန့်ကစတင်ကတိတ်ပွေဖြစ်ပွားနေတာဖြစ်ပြီးယင်းနဲ့တာရေးစခန်းကိုဒုတိယအကြိမ်ဝင်ရောက်စီးနှင်းခံရတာလို့သိရှိရပါတယ်။ နိုဝမ်ဘာလလေးရက်နေ့ညပိုင်းကစတင်ကရေနံတာတိတ်နေရေစခန်းနဲ့ယွာတဝိတ်ကိုဒေါ်လာရေးတဖွဲ့တွေကပိတ်ဆို့ထားတယ်လို့တီးရပြီးအဲ့ဒီညကတည်းကရေနံတာရေစခန်းထိတ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တန်ပိခတာရှိခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာဒုတိယအကြိမ်ဒေါ်လာရေးတတွေရဲ့ပိတ်ဆို့တိတ်ခိတ်တာခံနေရတယ်လို့တီးစီရပါတယ်မနက်၄နာရီလောက်ကစတာမနက်9နာရီလောက်မှာဂျက်ဖိုက်တာဝေးတယ် ရေစခန်းကိုလက်နက်ကြီးကြတယ်။ပစင်နင်းရွာလေလက်နက်ကြီးတွေကြတယ်။တဝုံဝုံပဲချက်ဖိုက်တာကဂျေတာတော့ခုမနက်ထိမရှိသေးဘူး။ပစင်နင်းရွာမှာတက်ကနောက်ဆုတ်ပြီးအထိုင်စခန်းချတယ်။မြုပ်ကူကနေတဲ့အနေအထားပေါ့။တိတ်ပွေးကရေနက်တာတိတ်နေတယ်မဟုတ်ဘူး။ပစင်နင်းရွာနာထိဖြစ်နေတာ။တစ်ခုခွေပြီးတိတ်နေတဲ့ပုံပဲ။ခုမနက်ရှိနာရီလောက်မှာတိတ်ပွေးကငင်သွားတယ်လို့ဒေတာခန်တူကပြောပါတယ်။ အဒီတိတ်ပွေးချံကမမြုပ်ပေါ်ကစစ်ကောင်စီရုံးတွေနဲ့စာတင်ကြောင်းတွေအရေးပေါ်ပိတ်လိုက်ပြီးမြုပ်ကူပါပိတ်ထားတယ်လို့သိရှိရပါတယ်မြုပ်ထဲလေဈေးကုန်ကားတွေပိတ်လိုက်ပြီးအဝင်အထွက်မရတော့ဘူးနှစ်ဖက်အကြအဆုံးရှိတဲ့ရွာတွေမှအင်ထဲကမထွက်ရေးကြဘူးပြည်သူတွေပိတ်မိနေတာအယမ်းများတယ်အဓိကပိတ်မိတာတော့ရေနံတာနာကရွာတွေမင်းတေဥရှင်ကုန်းတင်းငုတ်တထောင်အုပ်ပုံး ပဇင်နင်းဆွေတော်နဲ့အိနာတဝိုင်းကရွာတွေပိတ်မိနေတယ်လို့ဒေတာကန်တူကပြောဆိုထားပါတယ်ကျွန်တော်တုန်ငယ်ချင်းတယောက်ကဆလာပို့တယ်ရေနန်တာတိတ်နေရေစခန်းမှာရှိတယ်ခွေးရဲတွေအကုန်ထွက်ပြီးသွားပြီးရေနန်တာရေစခန်းကို PDF တွေကတင်ပိတ်ထားပြီးလို့ကျွန်တော်ကိုဆလာပို့တယ်အခုကျွန်တော်ဖတ်ပေးတဲ့သတင်းမှာတော့မရေထားဘူးတင်ပိတ်ထားတဲ့အကြောင်းဒါပေမဲ့ရေနန်တာရေစခန်းကိုဒုတိယအကြိမ်တင်ပိတ်ထားတာဖြစ်ပါတယ် PDF ရေးပေါ်တွေက တခြားမီဒီယာတွေမှာတော့မတက်သေးဘူးမြို့တော်မီဒီယာမှာတော့တက်ပြီဒါပေမဲ့စကန်တင်းပိတ်တယ်လို့တော့မရေထားဘူးရေနဲ့တာတိတ်နေရေစကန်မှာရှိတဲ့စစ်ကောင်စီစစ်ခွေးတွေခွေးရဲတွေခွေးပြုံတွေခွေးပြီးဝက်ပြီးပြီးကုန်ကြပါပြီဒါကတော့100%ကျွန်တော်ပြောရပါတယ်ကောင်းလိတ်တဲ့တင်းနိုဝင်ဘာလ6ရက်နေ့ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး အောင်ဆန်းရှာပြောတဲ့ပြည်သူတွေအတွက်အားရရှာတဲ့တစ်ချက်လုံးနားဆင်ကြည့်အောင်ဒီလူလူကတော့အာဒီလာပါဒီလက်ရှိဒီနိုင်ငံရေးအခြေအနေတွေကိုကျွန်တော်တို့ထပ်ပို့ပြီးတော့နားလဲပါတယ်ကျွန်တော်တို့ထပ်ပို့ပြီးပြပါတယ်အဲတော့ကျွန်တော်စစ်ကဲ့သဘောအရပေါ့နော်2017 2020ကာလတွေမှာကျွန်တော်ကမြို့ပြစစ်စင်ကြီးလက်စစ်စင်ကြီးဆိုပြီးတော့ဒါလက်လက်မရှိတဲ့လက်လက်လူရင်းအားပေါ့နော်ငွေကြေးမရှိတဲ့အခြေအနေမှာဒါကြောက်ကြစစ်ကိုကျွန်တော်ဆင်းရဲခဲ့ကြတယ် အဲ့ဒီကနေမှ2021-2023ပေါ့နော်ဒီကာလတွေမှာဆိုလို့ရှိရင်ကျွန်တော်ကပျောက်ကြားစစ်ထက်တစ်ဆင့်တာလွန်ပြီးတော့နော်ဒါထိုးစစ်ပေါ့နော်အဲကျွန်တော်တမျိုးကြထိုးစစ်ပုံစံနဲ့လေမီသိမ်းမျိုးသိမ်းစစ်ဆင်ရေးတွေကိုကျွန်တော်တို့ဆောင်ရွက်နိုင်ကြတာမြန်မာနိုင်ငံထပ်ပိုင်းမှာဆိုရင်လည်းဒါမန္တလေးမိုးကုတ်စသဖြင့်ပေါ့နော်ဒီဒေသတွေအထူးကိုဒါ2021စစ်ဆင်ရေးတွေသူအောင်ပွဲရခဲ့မြန်မာနိုင်ငံတောင်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါကင်ဘီနေမှာဆိုရင်လည်းဒါမြို့တွေကျွန်တော်တို့အများပြားသိမ်းနိုင်ခဲ့တယ်နော်ကြည်ရချင်းဆက်လန်းတွေ ိလက်ဒေတာအားလုံးဒီပါထိချုပ်နိုင်ခဲ့တယ်ဒီနေ့သာကြီးအရာဝတီခါမှကျွန်တော်တို့မစိုးမိုးမှုတဲ့ဒေတာတွေမှာကျွန်တော်တို့စိုးမိုးနေမြှုပ်ရခဲ့ပေါ့နော်အဲဒီအခြေအနေကိုကျွန်တော်တိုးတက်လာခဲ့တယ်အဲလက်ရှိအခြေအနေမှာဆိုရင်စစ်ကောင်စီကတော့သူ့ရဲ့တရားမဝင်မှုကိုတော့တရားဝင်အောင်ဆိုပြီးတော့မှတော့အတူရောက်ရွေးကောက်ပွဲကိုဒါဆောင်ရွက်နေတယ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မှဖြစ်တဲ့အတွက်ကိုတော့ဒီမတရားစစ်မှုတန်းဥပဒေနဲ့ဒါတော့ပြည်သူစစ်မူတန်းတွေကိုခေါ်ပြီးတော့မှရှေ့မှာအသေးခံခိုင်းပြီးတော့မှ အဲရုပ်ောက်ပွဲနဲ့ပတ်သက်တဲ့နေမီတွေကိုပေါ့နော်အသက်နဲ့ဒီလူဒီလူတို့ရဲ့အားသမီးတွေပေါ့ဒီလူစစ်တွေရဲ့အသက်တွေနဲ့ရင်းပြီးတော့မှနော်သူတို့ရဲ့နိုင်ငံရေးအကျိုးမြတ်ရလုံမှုကိုဟောဆောင်နေတာဖြစ်ပါတယ်အဲ့တော့ဒီဟာဒီတစ်သလုံးဒီတိုင်းသွားနေမှာလားဆိုတော့လုံးဝမဟုတ်ပါဘူးဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်မျိုးရဒေါက်တာစစ်ကျွန်တော်တို့ဆင်းရဲခဲ့တယ်ကြည်လက်ဒေါက်တာစစ်ဆင်းရဲခဲ့တယ်ပြီးတော့မှကျွန်တော်တို့နော်တမျိုးကြထိုးစစ်ကလည်းပြမျိုးသိန်းနေသိန်းတွေထိကျွန်တော်ရလာခဲ့တယ် နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးလာပါသည်ကျွန်တော်တို့ပဲကာကွယ်ရေးဝန်ကြီးဌာနနော်ကာကွယ်ရေးဝန်ကြီးကျွန်တော်တို့စီဦးစီးချုပ်ကျွန်တော်တို့ပြောသလိုပဲအထွေထွေစစ်တီမဖြစ်မနေလာမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီထွေထွေစစ်မှာအဲပြည်သူကာကွယ်တပ်မတော် PD ရဲ့ပကဖနော်ပြီးရင် IAO တပ်ဖွဲ့တွေနဲ့အတူပြည်သူလူစုဒီအဓိကကျွန်တော်တို့ဦးပေါင်းဆောင်ရမယ်စစ်ဖြစ်ပါတယ်အဲဒီကာလဒီမကြခင်မှာကျွန်တော်တို့အချိန်ကာလတစ်ခုမှာရောက်လာပြီးတော့မှကျွန်တော်တို့ပြောမှန်းတဲ့ ပန်းနိုင်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုတစ်ခုပြီးပါတဲ့အကြောင်းလေးတစ်ခုကိုမဖြစ်မနေရကိုရပါမယ်ဆိုတာကိုယုံကြည်ထားဖို့တည်းဒီလူလူကိုတော့ဒီနေ့ကနေတိုက်တွန်းပါတယ်ကဲအထွေထွေထူစိကတော့မဖြစ်မနေတကယ့်ကိုလာမှာမာဝေကလည်းပြုတ်ပြီးအောင်ရှန်ရှန်ကလည်းပြုတ်ပြီးတချို့ PDF ကောင်းဆောင်တွေတိုင်းတာကောင်းဆောင်တွေကလည်းပြုတ်ပြီးဘယ်နဲ့လာမလဲတော့မသိသေးဘူးတွင်ချင်းတော့စောင့်တာစောင့်ကြည့်ကြပေါ့အဲ့ဒီချင်းမှာမြို့ပေါ်မှာရှိတဲ့တွင်ချင်းတွေ တော်လှန်ရေးဖက်မှာကူညီပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်အားရရှာဖြစ်ပါတယ်ကေဒါဆိုရင်တော့ now video ဥကူကူလေးပြုတ်သွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်ကျွန်တော်2021 February 1တရက်နေ့မှာအာနာသိန်းခံသိန်းခံတော့ပြည်သူလူထုကကျွန်တော်တို့ကိုအမ်းမလားမေးတာပေါ့နော်အားရှာတို့အာနာတော့သိန်းတိုင်းတော့လောက်ဆိုရင်ပြန်ရလိုက်မယ်အဲလောကြရင်3လပေါ့ဗျာအဲအဲ့လိုကနေပါဟာ3လကြာတော့လက်ထပ်လာမေးတာပြန်တယ် တော့လာပြီးတော့ဘယ်နဲ့နောက်ထပ်ဘယ်လောက်ကြာနိုင်အောင်မလဲဆရာ6လလောက်ပေါ့ဗျာ6လလောက်ကလည်းလည်းမပြီးရတော့ကျွန်တော်တို့လည်းအဲ့လိုပါပဲဝရုဏနဲ့ဝရဏလိုပဲကျွန်တော်တို့ပြည်သူလူထုကိုချွေးတိတ်ခဲ့ရတာ6လနေတော့တစ်နှစ်တစ်နှစ်ကနေနောက်နှစ်နှစ်နောက်ဆုံးကြတော့ဗာပြစ်လာဆိုစာချိုးလေးတွေတောင်ထွက်လာတယ်ဟလားစစ်ခွေးညီကုန်23စစ်ခွေးထွက်ပြေး24စစ်ခွေးထွက်သွား25စစ်ခွေး2000 26 တဖြည်းဖြည်းနဲ့နှစ်တွေသာပြောင်းသွားပြောင်းသွားတယ်စစ်ခွေးကတော့အပြောင်းလဲမရှိဘူးအဲ့လိုပြောင်းလဲလာအောင်ကကျွန်တော်တို့တော်လိုင်းရင်းနေပြီကျွန်တော်တို့တော်လိုင်းရင်းညီအကိုတွေကျွန်တော်တို့တော်လိုင်းရင်းအစုဖွဲ့တဦးပေါ်တဦးအပြစ်မမြင်ကြပဲညီညွတ်ညွတ်ညွတ်လက်တွဲပြီးအလုံးလုံးကြမှတာလေဒီကျွန်တော်တို့အာနာရှင်ဆိုတဲ့လာစစ်အာနာရှင်ဆိုတဲ့မင်းအွန်လိုင်းကိုကျွန်တော်တို့ကနိုင်မှာဖြစ်တယ်အဲ့လိုမှမဟုတ်လို့ သူတလူငါတမင်းနဲ့ဘိုးချစိုးမို့ပြီးတော့တော့သူ့မန်နဲ့ကိုမန်နဲ့လုပ်ပြီးတော့ကျွန်တော်တော်လိုင်းရေးယူလို့ဒါဒီလိုအတွင်းရှိသွားမယ်ဆိုရင်တော့ဒီသူလူထုတွေကဝရုဏနဲ့ဝရဏကိုမေးတယ်လို့ပဲတော်လိုင်းရေးကြီးပဲတော့ပြီးမှလဲဆိုရင်တော့ဒီကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေညီညွတ်တဲ့တနေ့ပြီးမှပဲလို့ပဲပြောချင်တယ်အဲ့ဒါတောင်မလို့အကြသောကာလမှာ2025ကိုပြည်သူတွေမျှော်လင့်နေပါတယ်အဲ့ဒီမျှော်လင့်နေတဲ့အတိုင်းပဲ ကျွန်တော်တို့ညီကိုတွေကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲဘော်ရဲဘက်တွေရောက်နေတဲ့အပြန်လန်လေးစားပြီးတတွေးတဲ့တသားတဲ့တတန်နဲ့နဲ့ဒီညီညွတ်ညွတ်ကျွန်တော်တို့တတွေးတိုက်ပွဲဝင်ကြမှာအောင်ဆိုပြည်သူကိုလည်းကျွန်တော်တို့ကောင်းသော အတိတ်ကောင်းသောနှမိတ်များနဲ့နောက်သောနှစ်တစ်တနည်းအဖြစ်2025ညီကုန်းမှာစစ်ကဏ္ဍရှင်အဆုံးတက်ရအောင် အားလုံးညီညွတ်ကြပါစို့လို့ကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ် အပစ်ကရီတာကောင်းပါတယ်အရင်ကတူနာမီကူမတိလောက်လူမုံလို့ကျွန်တော်ကခိုခိတယ်တူနာမီအရင်ကတော့ကူကူလေးပါ သူကမန်လေးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုံးအမှုဆောင်အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်အမေဒေါ်အောင်ဆန်းစုကြည်နဲ့36နှစ်လက်တွေ့ခဲ့ပြီးလို့သူကပြောပါတယ်မန်လေးခရိုင်တည်ရင်ချုပ်မှာသူကတာဝန်ထမ်းဆောင်နေစေဖြစ်ပါတယ် PDF ကောင်ဆောင်တူဖြစ်ပါတယ်ကြည်လာဆိုရင်တော့ video ဖီတုံးလုံးပါတီလူသက်သမတာဖနကောင်အကြောင်း ြုတ်ကလေးကပါပြောတာလဲတစ်ချက်လုံးနားစင်ကြည့်ရအောင်ရှမ်းပြည်နယ်အေးတာယာမြို့မှာအေးတာယာမြို့မှာလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းတူရဲ့လွတ်တော်ကိုယ်စားကိုယ်စားလှယ်လောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူတေဆုံခဲ့ရပါတယ်အဲ့တော့တိုင်းပြည်ကိုချစ်ပါလေကိုဒေတာရဲ့ကောင်းကျိုးကိုလောက်ပါလေဆိုတဲ့ပုံကိုယ်ရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေတေဆုံခဲ့ရတဲ့ဖြစ်စမှာဦးဆိုင်ရွှေတီနဲ့ခုနကရိုင်းတဲ့ခံရတဲ့အဲ့ရချမ်းချင်းကက်ရက်ဖြစ်တယ်ဦးဆိုင်ရွှေတီရဲ့ချက်တွေကဦးဆိုင်ရွှေတီရဲ့ခြံထဲမှာမကြီးမရှိတယ် အဲ့ဒီမကြီးပင်ပေါ်မှာညဘက်သူကြက်တရားတက်တက်အိတ်တယ်အဲ့ဒီကြက်ကိုတခိုးကြီးညဖြစ်တဲ့တစောင်းတိုင်းလာပြညမှာအိမ်ဘေးနားအိမ်ကဝင်ခိုးတယ်ပေါ့ဗျာတက်ခိုးတယ်ပေါ့ကျွန်တော်တို့ဒီမြမဒလေးပေါ့ဗျာဒါလည်းခိုးရတာပါပဲကျွန်တော်ငယ်တုန်းကဆိုဘလောက်ဆိုလဲဆိုအဲ့ဒီအိမ်သားကြောင်းအိမ်သားတွေကအုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံထားတာကြောင်းအိမ်သားတွေကအုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံထားတာအဲ့လိုကြီးလုံးတယ်ကြက်တွေခိုးစားကြတယ်အင်တာခူးတဲ့ခဏအင်တာခူးတဲ့ကောင်တော့မြုပ်ကလေးကငီတော့ကအတားဆူတာမြုပ် ိုဒါလည်းကျွန်တော်ချစ်စဖို့ကဒလိပါပဲဘာကြောင့်လဲဆိုတော့ဟိုတိတ်ပြီးတော့လူထိခိုက်ထိခိုက်မှုဖြစ်အောင်တော့လုပ်ခဲ့တာတော့မဟုတ်ပါဘူးဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်အပျော်ပျော်အပျော်လုံးကြတာပေါ့ဒါကျွန်တော်တို့ရက်တလိရွာတလိမှာရှိပါတယ်ရက်တလိရွာတလိမှာရှိပါတယ်အဲ့တော့ဒီအမျိုးသားကလည်းဒီဥဆိုင်ရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့အချက်ကိုအိတ်တန်းဝင်နေတဲ့အချက်ကိုခိုးတာအင်းတက်ယူတယ်ပေါ့ဗျာယူတဲ့အခါမှာဥဆိုင်ရွှေဒီနဲ့သူ့ရဲ့တားဖြစ်သူဆိုင်ကျော်ဆိုးမိုးသူတို့ကဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ်ဗျာဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ် ချက်ခိုးတဲ့ခုနကအိမ်ပင်နာအမျိုးသားကဝဲဖက်နှစ်ဖူးသွေးထွက်ပေါက်ပြဲတန်ရာတွေရာဖက်နှစ်ဖူးပြင်ပေါက်ပြဲတန်ရာတွေပြီးကျွန်တော်ခြေသလုံးမှာညို့ခြေဒဂိုလုံးကဒဂိုလုံးပြကျွန်တော်ဒုတ်တွေနဲ့ရိုက်ရိုက်နှက်ထားတာအဲဒီဒုတ်တန်ရာကြောင့်ပဲတည်ဆုံးသွားတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီခုနကဦးဆိုင်ရွှေတီးနဲ့၎င်းရဲ့သားဖြစ်တဲ့သူဆိုင်းကျော်ဆိုးမိုးနှစ်ဦးကိုဖမ်းဆီးလိုက်တယ်ကျွန်တော်အဲ့ဒီရဲ့ဒီလက်တယ်ပေါ့ဗျာကျွန်တော်အဲ့ဒီလူကဘသူလဲပေါ့ဘသူလဲတော့ကျွန်တော်တို့ဟိုဒေတာကန်နဲ့မေးတဲ့အခါမှာသူကပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပြည်နယ်အမတ်လောင်းလည်းဖြစ်တယ်ပေါ့ ကျွန်တော်ဒီညမှာကျွန်တော်တို့ကဒီဒီဟာကကျွန်တော်တို့အခြားပါတီလုံးလဲအခြားပါတီက60လောင်းလို့ကျွန်တော်ပြောမှာလက်ရှိကျွန်တော်တို့ကိုတီလက်ရောက်ကျူးလွန်တဲ့အတူလက်နဲ့ပဲတည်ဆုံသွားတယ်ဗျာအဲ့ဒီကိုစလဲရဲ့လက်ချက်ကြောင့်တည်သွားခဲ့တာတည်သွားခဲ့တာအဲ့ဒီကိုစလဲကပြည်သူ့ရှေ့ဆောင်ပါတီကပါတီကကိုစလဲဖြစ်တယ်တောင်ကြီးမြို့ရဲ့ကျွန်တော်တို့ဒီပြည်နယ်လွတ်တော်ပေါ့ပြည်နယ်လွတ်တော်ဝင်ရောက်ရှေ့ပိုင်းမဲ့သူဖြစ်တယ်သူနဲ့သူ့ရဲ့သားပေါ့ဗျာသူနဲ့သူ့ရဲ့သားတွေပြောလဲပြောလဲတည်ဆုံခဲ့ရတာလက်ရှိတော့အဲ့ဒီအရောဖမ်းလာတယ်တော့ကျွန်တော်တို့ အာသူတို့ဒါကျွန်တော်တိုင်းပြည်တိဆောင်ကြီးတွေကြောင်းကြောင်းသဘောထားတွေကြီးကြပါငင်းငင်းရအရေးကြီးတယ်လားပြောတာသူတို့ကကြက်လေးလဲတကောင်လဲပါတော့မလဲဆိုတော့ဒုံးနဲ့နှစ်ယောက်ဝိုင်းရလဲကြတာကြက်ကြက်ကူးတဲ့လူပေးသွားတယ်ကြက်တကောင်တန်ဖို့ဘယ်လောက်ရှိမှာလဲဒါပေမဲ့ကြက်တစ်ပိတ်တာပဲအားပါဆိုကြက်တစ်ပိတ်တာ3000ဝင်ဘယ်လောက်အရေးကြီးလို့လဲဗျာဒါကျွန်တော်တို့ဟိုစီဝါပြောင်းခိုးတာလည်းမဟုတ်ဘူးမိမိရဲ့အိမ်ဒုက္ခရောက်အောင်လုပ်တာလည်းမဟုတ်ဘူးတော့ဆုံးတော့မြို့ကလေးကလည်းတခွာပေးဖြစ်သွားပြီဖြီသုံးလုံးပါတီကိုမှန်ဆွင်တော့ဈေးရမှာ စေရင်လည်းထောင်ကျမှာကိုစိုးရင်လောက်တွေ့တွေ့ဝင်းနေနေစေရဘောကွာသူစေးတာလည်းနေနေလေးပဲမပြောရဘူးငကြောက်မြုပ်ကလေးကြီးကြပါမျက်နှာတကိမြုပ်ရောက်မြုပ်မြုပ်ကလေးမွေးခါစားမြုပ်ကလေးလေတာတာဆိုးတဲ့မြုပ်နဲ့တွေ့ရနော်တွေ့ကြည့်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 သူခေါင်းပုံစံမျက်လုံးပုံစံပစက်ပုံစံသူအမွှေးရှိတဲ့ပုံစံသူအဖေမောင်ရဲ့အမေကမြုပ်ဖြစ်မယ် why နာ100%ပြောရတယ်။နောက်ရင်သူ့အဖေရဲ့အဖွားကမြုပ်ဖြစ်မယ်။ဒါကြောင့်100%ပြောရတယ်။ကျွန်တော်တို့တော်လှန်ရေးအောင်တဲ့ချိန်မှာဒီကောင်အသက်ရှင်သေးရင် DNA test လုပ်ကြည့်မယ်။မြုပ်အမျိုးအစားတွေဖြစ်မယ်ဒီကောင်။အဲ့ဒါပဲပြောချင်တယ်။ Okay ပါသူမြချင်းတော့ဒီနေ့ရက်ဒီဆက်မှုကတော့ဒီလောက်ပါပဲကျေးမြတ်ချစ်တီပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time